ယောက်ျားရဲ့စိတ်ကုန်တဲ့ဇာစကားလေးအပေးတာယောက်ျားရဲ့စိတ်ကုန်လို့ပေါ့အိမ်တော်ရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အရန်နည်းနည်းပါတယ်နည်းနည်းတော့ကြတော့ဒီလိုပါပဲဟိုပါပေါ့ရှာရဟဆီးရတယ်လို့ပဲလေဘဝဘဝပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အိမ်တော်ရေးပဲဖြစ်ဖြစ်အားလုံးကရဟဆီးနေရတယ်လို့ပဲအနေအမြင့်နဲ့သွားနေရဆေးပင်မိဘူးပေါ့ဘာပဲပြောကို့ဘေးမှာနွနွထွထွေးလေးနဲ့အဲတင်ဂျင်နာလေးနဲ့ယူလာလေးချက်တဲ့အခါကျတော့လေစိတ်ချမ်းသာစရာကောင်းတာပေါ့မတက်လို့ရန်ဖြစ်တဲ့အခါကျလည်း စိတ်ကုန်စရာကောင်းတာပေါ့ယောက်ျားရဲ့စိတ်ကုန်တဲ့စကားလေးအားပေးတာယောက်ျားရဲ့စိတ်ကုန်လို့ပေါ့အကန်းစမ်းတဲ့တိုက်ဆိုင်လို့ယောက်ျားရဲ့ယောက်ျားရဲ့စိတ်ကုန်လို့ဟိုဘယ်လိုပြောမလဲဆိုအပြိုကြီးတစ်ခုချိန်ပြီးအပြိုကြီးနေရာကြည့်ပါလားအလကားစားတာပါချစ်ဖို့ကောင်းပါလေဆေးပေးမိဘူးပေါ့ဘာပဲပြောကို့ဘေးမှာနွနွထွထွလေးနဲ့ အဲတင်ဂျင်နာလေးနဲ့ယူလာလေးချက်တဲ့ခါကျတော့လေစိတ်ချမ်းသာစရာကောင်းတာပေါ့ဟိုမတက်လို့ရန်ဖြစ်တဲ့ခါကျလဲစိတ်ကုန်စရာကောင်းတာပေါ့အော်ပေါ့အိမ်တော်ရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အရန်နည်းနည်းပါတယ်နည်းနည်းတော့ကြတော့ဒီလိုပါပဲဟိုပါပေါ့ခြားရဟဆီးရတယ်လို့ပဲလေဘဝဘဝပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်အိမ်တော်ရေးပဲဖြစ်ဖြစ်အားလုံးကရဟဆီးနေရတယ်လို့ပဲအနိုင်အမြင့်နဲ့သွားနေရတာ ပြိုကြီးတကူကြီးဘွားအကောင်းဆုံးပဲယောက်ျားကိုမယူနဲ့မကောင်းငါကြားဘူးလားတော့ယောက်ျားယူရင်ကောင်းတယ်ဆိုဟုတ်တယ်ယောက်ျားကိုခေါ်ပြီးအိမ်ကလည်းဆင်းသွားအချစ်ရည်တွေတော့တိတ်မပြောတော့ပါဘူးဘာလို့လဲနုပြိုနေတယ်ဆိုပေမဲ့အဲအသက်ရနေပါပြီအချစ်ရည်တွေတိတ်မပြောတော့ပါဘူးအလုပ်တွေပဲလုပ်ဖို့ရခွင့်အားတွေမွေးထားတယ်အချစ်ရည်တယ်လေအဲခင်ဗျာအလုပ်တွေလုပ်ဖို့ခွင့်အားတွေမွေးထားတယ်မြန်မာတန်နေဆိုမယ်အခုဆိုရင်ခင်ဗျာဟောပေါ့ဒီတက်ကတူလက်လက်ရဲ့အချင်းအရင်တော့ရေဘကဝင်းဆိုထားတာလေအချစ်ဆုံးမပြပြကြင်ပါတယ်တဲ့ အချင်းလေးခုခံရဒီတပတ်အတွင်းမှာ အတီးတီးနေပေါ့အတန်သွင်းမယ်အဲနောက်ပြီးတော့ဟိုချစ်သူအတွက်ဆိုစွန့်ဝင်တယ်ပင်လေပြာကြီးကစီထားစမ်းမအဲငါလေးလို့ခုလာခဲ့မယ်အချင်းလေးပေါ့အချင်းလေးပြန်ဆိုမယ်ခုပွဲဥရအနေနဲ့ခိုင်စာအဲ့နှစ်ပုတ်ကိုစီစဉ်ထားပါဗျာအဲဒါဒီတပတ်အတွင်းမှာအတီးတွေလည်းပြီးပြီပြန်ဆိုမယ်ပေါ့အချင်းလေးဟုတ်အဲဒါအရင်ကနေ့ကတရုတ်ဆောင်တာအဲလုတ်ခဲ့တာအဲမြမသံကိုချစ်တယ်ပေါ့ အဲတချင်းဆိုတာကိုပို့ပြီးတော့ခင်သားဝါသနာပါတယ်ခင်ဗျားတော့ကိုကိုကိုယုံကြည်မှု confident အပြည့်ပဲဘာလို့လဲဆိုတော့ခင်ဗျားတော့တချင်းဆိုပြီးဆိုလို့ရှိရင်အရင်လူထက်ဟိုကိုကအရင်ပလောက်ဖြစ်ပြီးတော့မပြောချင်ဘူးလေနော်ခင်ဗျားကိုကိုစိုးနိုင်တယ်ခင်ဗျားစိုးနိုင်တယ်ဆိုတာကို အဲခင်ဗျာမိတ်ဆွေတငယ်ချင်းပြိသက်တွေအကုန်လုံးတည်တယ်အဲ့တော့သူတို့ကပဲအားပေးတာပါတငယ်ချင်းနေမြမသားပြန်ဆိုမိထုကောင်တို့ဆိုလဲလေတငယ်နေမြမသားပြန်ဆိုနေ့အတန်အရန်ကောင်းတယ်ပေါ့အဲခင်ဗျာခင်စားတို့ဒီအရင်တော့ဆိုလဲခင်စားတို့ပွဲတွေဆိုရတယ်အဲ့ဆိုလို့ရှိရင်အဲ့ပြိသက်တွေကခင်ဗျာတစ်တော့ပြန်ဆော့တဲ့အချိန်မှာအမကပြန်ဆိုပါမြမသားပြန်ဆိုအမမြမသားနဲ့အရန်လိုက်တယ်ပေါ့အဲ့လိုမျိုးဆိုအရင်လူထက်အဲပရောက်ဖြစ်ပြီးတော့တော့မပြောချင်ဘူးအရင်လူထက်ကောင်းမသွားရင်တောင်အရင်လူထက်တော့ခင်စားကမအောက်စရာဘူးပြီးတော့ တချင်းရဲ့အရာတာကိုလည်းဟိုပေါ့အမှုပညာကိုတန်မိုးထားတယ်မပြည့်စည်စေရဘူးတချင်းလုံးမယ်ဆိုလို့ရှိရင်လည်းအန်တီလဲဆိုလည်းအန်တီလဲအန်တီလဲအခိုင်အမာအချက်ဆုံးမပြပြကြမှာလေလို့ဒီလိုမျိုးတီးကျင်တယ်အန်တီလဲ အဲနောက်ဒီဟိုပေါ့ဒီချစ်သူတက်ဆိုစွန့်ဝင်နေဆိုလို့ရှိရင်လေခြေစင်းလေးဆိုလို့ရှိရင်လေသူကအရင်တော့ဆိုတရောတွေပါနေမပါဘူးခိုင်စာခြေစင်းလေးမှာဆိုလို့ရှိရင်ခိုင်စာ idea ပေါ့နော်တရောလေးတရောတန်လေးနဲ့ဆိုမယ်တရောထည့်မယ်ပေါ့ခိုင်စာရိုက်ကူးရဲ့အတွက်ထိပါစဉ်းစားတာပေါ့ရိုက်ကူးရဲ့အချိန်မှာဒီခြေစင်းလေးမှာခိုင်စာတရောနဲ့ရိုက်မယ်ရိုက်ကူးရဲ့အတွက်ပါတွက်ပြီးတော့အတန်အောင်လဲအဲ့လိုမျိုးခိုင်စာထည့်စနစ်တကျလုံးပါပါခိုင်စာတော့အလုပ်ကိုလေဒါဒမန် neighbors အဘရှင်ကိုအပြောင်းမှာပေါ့အချက်ဆုံးမပြပြကြမှာတွေကတော့အခု DJ နဲ့စမ်းတီးနေတယ်ဒါပေမဲ့တိတ်ပြီးတော့အရသာပြတ်သွားမယ်ဆိုရင်လည်းမြမဆန်ဆန်ပဲစုံပါပါအခုစမ်းနေတော့ပေါ့နော်အဒီအချက်ဟိုအချက်သူအတွက်ဆိုစွန့်ဝင်နေရကြတော့အဘရှင်ပြောင်းထားတယ်ခင်ဗျာတရောတွေပါထည့်ထားတယ်တရောထည့်ထားဟုတ်သူအရင်ဆိုထားတဲ့အမှကျတော့တရောတွေပါမပါဘူးဒါပေမဲ့ခင်ဗျာကအမှုပညာကိုချစ်တယ်မြန်နိုးတယ် အဲတရှင်းနေဆိုတဲ့အခါမှာလည်းအခုဘာတွေဖြစ်နေရလဲဆိုရင်မြမတန်နေဆိုတဲ့အချိန်မှာမလင်းမစားအနေထားတွေတချို့တွေ့ရတယ်ဒါကတော့ခိုင်သာတို့ရဲ့ဝိုင်းရင်အဲဟိုဆိုဟိုအမေတွေကိုယ်တိုင်ပြန်ပြောတာပေါ့နော်ပြောပြတာပေါ့တချင်းတွေကိုမဝဲဘူးမဝဲဘဲနဲ့ဆိုလိုက်တယ်ပွဲတွေမှာဆိုလိုက်တယ်ဒါကဒီလူတချင်းဆိုပြီးတော့ထွက်သွားတယ်အမှန်တကယ်သူတချင်းကိုမဝဲထားဘူးခင်သာတို့ကတော့တလေးတစားနဲ့ပဲလှုပ်ပဲလှုပ်လို့တချင်းကိုကတော့ဝဲတယ် အတန်သွင်းတဲ့အချိန်မှာလည်းဒီအရင်မူရင်းအဆိုတော်ကြီးတွေကိုဖိတ်ပြီးတော့ခိုင်းတာအဲသူတို့ရဲ့အကြံဉာဏ်နေနဲ့အတူအလုပ်လုပ်မှာပေါ့တဲ့ပြည်သက်တည်းစင်းလေးထွက်လာရင်လည်းအပြေးပါအောင်ခင်ဗျာတရုတ်ဆောင်နေလည်းအများကြီးပြန်လုပ်ထားပါဗျာအဲခင်ဗျာ၁၀နှစ်လောက်နားနေခဲ့ပေမဲ့လည်းခင်ဗျာဆရာသမားတွေဖြစ်တဲ့အခုဒီစကားအဲဒရိုက်တာကိုဇော်အာယုံဦး မမတီတာတို့ ਨੇ နောက်ယုံကြီးကားတွေမှာလည်းခင်ဗျာပါထားတဲ့ဇလန်းနေအဲယုံကြီးကားနှစ်ကားလောက်ရှိပါတယ်အဲ့ဒါလည်းထွက်ဖို့ရှိပါတယ်ခင်ဗျာအခန်းနေနည်းသေးတယ်ဆိုပေမဲ့ခင်ဗျာရရဇက်ရုပ်ကနေပြီးတော့စူးစမ်းပြီးတော့အလုပ်လုပ်နေပါတယ်အဲခင်ဗျာတို့ဒီမြန်မာနိုင်ငံမှာအသက်ကြီးပြီဆိုလို့ရှိရင်အသက်ကြီးလာပြီဆိုမိမတွေပို့ဆိုတယ်မိမတွေအသက်ကြီးပြီဆိုလို့ရှင်အာအသက်ကြီးွားပြီမဟုတ်ဘူးကိုကိုကိုလှလှပပနေမယ်တတောက်ပပနေမယ်အလုပ်တွေကို ခိုင်စာတော့ငငယ်တုန်းကထဲခိုင်စာအခုပြန်လုပ်ရင်အလုပ်တွေပို့တောင်းမှလုံနိုင်စွမ်းရှိအောင်မယ်လို့ယုံကြည်တယ်။အဲကြောင့်ခင်ဗျားတို့မိမတွေအကုန်လုံးလည်းအသက်ကြီးပြီဆိုရင်ကိုယ့်ကိုပို့လှအောင်နေပါကိုယ့်ရဲ့အရေးချင်းတွေကိုပို့ပြီးတော့တောက်ပါအောင်ပါလို့ခိုင်စာအကြံဉာဏ်ပေးကြပါလို့ရှင်။